ဒွေမျိုးမှာဆက်နာရှင်တကအင်အားအများပြားစုစည်းပြီးလောင်းလုတဖိတ်ကန်ရှိမင်းရဲ့ကတိုးစီကံကိုစင်အားအများပြားပို့ဆောင်နေတယ်လို့မြို့ကန်တွေစီကတည်ရပါတယ်။ဒွေမလဆက်တို့ရဲ့ဒီနေ့နေလကစပြီးဆက်နာရှင်တသားတွေကို စကားချီတွေနဲ့တင်ဆောင်ကဒွေမြင့်ပေးကျစားပြီးရွက်ွက်ရှိမင်းရဲ့ကတိုးစီကံဖက်ပို့ဆောင်နေတာဖြစ်တယ်လို့မြို့ကန်တို့ကပြောပါတယ်။ကျစားပြီးရွက်ွက်ဟာ ဒဝင်မျိုးရဲ့တောင်ဘက်စော်မာတီစီပီရင်းနှီးချင်းဆိုင်မှာလောင်းမျိုးနေတီစီပါလေဒဝဲချေဆိုင်မှရှေစစ်စင်းကိုကေမှုဌာနချုပ်စခခရှစ်ဖက်ကလာတဲ့စကားတွေကအာဇာနီလန်တိုင်းဆင်လာပြီးမင်းရကတို့စိတ်ကံဖက်ကိုတွားနေတယ်လို့ဆိုပါတယ်စကားတစီမှာအင်အား40လောက်လိုက်ပါလာပြီးကား9စီလောက်နဲ့အကြည်ကြည်သက်ဆောင်နေတယ်လို့ဆိုပါတယ်အချောင်းမျိုးကန်တူကလည်း ဒွေမျိုးပေါ်မှာဆက်အနာရှင်တန်အလှုပ်အရွှေများနေတယ်လို့ဆိုပါတယ်။ဆက်အနာရှင်တန်ဟာဒွေမာလာစေနေကစပြီးလောင်လုံးမျိုးနဲ့ညင်းမော်ကြွာဝေါချင်းကိုစစ်ကြောင်းထုံနေပြီးတော်လိုင်းပူပေါင်းတပ်တွေနဲ့မကြာခဏဒီတွေတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ဒါကြောင့်လောင်လုံးမျိုးနဲ့တွင်ကိုစစ်ကူပို့ဖို့ပြင်ဆင်နေတယ်လို့လည်းမြို့ကန်တွေကယူဆနေကြပါတယ်။ ဒွေခင်လောင်းလုံးမြို့နယ်တွင်တိုက်ပွဲပြင်းထန်နေသလိုထိုင်းမြန်မာနှစ်ဆက်စီတနင်္သာရီမြို့နယ်မောရောင်မြို့မှာလည်းတိုက်ပွဲပြင်းထန်နေပါသည်။ဒါပြင်ပြည်တော်စုလမ်းပေါ်ရှိတရချောင်းမြို့နယ်တောင်ပိုက်ကျွာတို့ကိုလည်းဆက်မရှင်တကစစ်ကြောင်းထုံနေပါသည်။